ကျွန်တော်ဒီနားမှာအေးမာယိုလေးရှိတယ်အဲ့ဘောလုံးကန်တော့ရိုက်ခံရတာအဲ့ရိုက်ခံရအဲ့နီးကအဲ့လိုပဲဒီဇိုင်းနေနဲ့ချိန်ဝဲကန်တော့ချိန်ဝဲကန်တော့ကျွန်တော်ငပိဝယ်ခိုင်းလိုက်တယ်အရာငပိတော့ဝယ်ငပိကုန်တယ်ကျွန်တော်တော့ဝယ်တော့ဝယ်ပြီးတော့အိမ်မပြန်တော့ဘူးအဲ့ငပိတော့ယူကိုးတိုင်မှာချိန်တယ်ကျွန်တော်ကန်အဲ့ကိုးတိုင်နဲ့ဘောလုံးကန်ရကိုးတိုင်နဲ့ငပိတော့ကကျွန်တော်ကြောက်တယ်ကြောက်တယ်ပတ်စံလည်းမရှိဝယ်ဘူးအဲ့လိုမျိုးကန်တာအိမ်ုံလည်းမပြန်ရတော့ကျွန်တော်အဲ့မှာအေးအဲ့ဘောလုံးကန်ထဲမှာကြာပြီးအဲ့အိမ်ကလိုက်လာမလို့ပြန်မလာသေးအဲ့ဘောလုံးကန်ထဲမှာဆက်ကန်နေအောင်ပြန်မလာသေးရလဲ ငပီးတုတ်ပြုတ်ကြွားအဲ့နဲ့အမေကပြောအင်းအမေလိုက်ရိုက်တာကျွန်တော်အဲ့ခေါ်ရိုက်တာအဲ့လိုမျိုးပဲတွေးတော်တယ်ရောင်းနေရိုက်တာအမေကခုနကပဲကျွန်တော်ပြောမှာကျွန်တော်ကျွန်တော်အမေကရင်တော့ဘောလုံးစိတ်ဝင်သွားဟုတ်အခုတော်ဘောလုံးစိတ်ဝင်တာကျွန်တော်တဲ့ဘောလုံးဘွဲကိုကြည့်တယ်။ CR7 ကဘယ်နိုင်ငံကိုရောက်သွားလဲ။ဘယ်နေရာမှာကစားရလဲ။ Messi ကဘယ်မှာကစားရလဲ။အသေးကြည့်ပါ ကျွန်တော်ကရန်ကုန်တိုင်းကြောက်တမြို့နယ်မှာမွေးတယ်မော်နမားက၄ယောက်ရှိတယ်ကျွန်တော်ရဲ့ကျွန်တော်ကျွန်တော်အကို၃ယောက်ပေါ့အမကျွန်တော်နဲ့အမွာ၁ယောက်ရှိတယ်ကျွန်တော်တို့အမွာကျွန်တော်ရဲ့အမွာ၁ယောက်ရှိတယ်ယောက်ျားလေးရဲ့အကို၂ယောက်ရဲ့ရှိတယ်ဟုတ်ဟောငငယ်လေးတွေကပေါ့6နှစ်9နှစ်လောက်တွေကလေကျွန်တော်ဘလုံးမကန်တာ သူအိမ်ကလည်းအဲ့လိုမင်းကလေးကူစားရုပ်ပေးလည်းမရဘူးကျွန်တော်ကအချွတ်တာအဲ့လိုမျိုးပြန်ချွတ်တယ်ယောက်ျားလေးကူစားကိုကြိုက်တယ်ယောက်ျားလေးလိုနေရတာကိုကြိုက်တယ်ယောက်ျားလေးလှုပ်ရတဲ့လှုပ်ဆောင်မှုတိုင်းကိုကျွန်တော်ကြိုက်တယ်အဲ့ကျွန်တော်ငငယ်လေးတွေကဘလုံးကိုကံပြတယ်ပြောကျွန်တော်တို့အိမ်ပြီးနားမှာလည်းဘလုံးကွင်းရှိတယ်ကျွန်တော်ငငယ်တော့ဆိုကျွန်တော်အဲ့ကွင်းထဲမှာပဲချိန်ကုန်တာတနေကုန်ချိန်ကုန်တာအဲ့အဲ့ဒါမှမဟုတ်ကျွန်တော်ဘလုံးပို့ပြီးတော့မမောကန်တယ်ဘောနော်ပြီးတော့ကျွန်တော်တို့အမျိုးတွေရှိတဲ့အထဲမှာအာကျွန်တော်တို့အပူပါမြီးတွေက18ရက် က်တည်းလေးရရွယ်ရွယ်ဒူလေးတွေဆိုတော့လေပို့ပြီးတော့ကန်ပြစ်တယ်မော်ရမချင်းချင်းတွေပဲခြားတာကန်တာအဲ့လိုတဝင်းခွဲတွေပဲခြားတာကန်ခြားအဲ့လိုမျိုးယောက်ျားလေးတွေပဲကျွန်တော်တမျိုးလုံးပါ main ကလေးဆိုကျွန်တော်ရဲ့ကျွန်တော်မှနှစ်ယောက်ပဲပါအဲ့ကျွန်တော်ယောက်ျားလေးအမို तू तू ကမကန်ဘူး तू main ကလေးကိုတီးတန်းနေတာ तू ကကျွန်내ကျွန်တော်တို့ရဲ့မီးဆက်သုံးယောက်ရှိယောက်ျားလေးတွေပဲအာတူတူခွဲကန်ကြအတူတူခွဲကန်နေအဲ့လိုမောင်နှမအရင်ကြလို့ရှင်တူတူနေလို့မရဟိုဘက်သွားဒီဘက်သွားလို့သွားမောင်နှမအရင်နေဆိုရင်သွားမင်းဟိုဘက်သွားငါဒီဘက်သွားလို့ကန်ကြအကိုရင်းနဲ့ကန်တော့သူတို့ဘာမှမပြောဒါပေမဲ့ကျွန်တော်တို့ရှင်မှာကြဘလုံးကွင်းဆိုအများပိုင်းတော့ဒီစိန်က ေ့လာရင်တော့မိကမကန်ခိုင်းနေ့လာရင်တော့မကန်နဲ့အဲအကိုတိုးဝင်းခဲ့နေတယ်ဆိုရင်တော့ကန်ပါပြီအကိုတိုးဝင်းခဲ့နေတယ်ဆိုတော့ကို့မော်တော်မချင်းနေတယ်ဆိုတော့ကန်တစ်ကြိမ်တစ်စိမ်နေလာရင်တော့မိကနည်းနည်းဆူတာပေါ့ဒါပေမဲ့ဆူလဲကျွန်တော်ပြေးကန်တာမိကဟိုချိန်ဝဲချာကျွန်တော်တို့ကဟိုဘက်ယူရတယ်ဒီဘက်ယူရချိန်ဝဲချာကျွန်တော်ကန်တာလို့မိကတော့ကျွန်တော်ငယ်ငယ်လေးတည်းကပေါ့နော်အဲကျွန်တော်ဒီနားမှာအေးမာယူလေးရှိတယ်အဲဘောလုံးကန်လို့ရိုက်ခံတာ အဲ့ရိုက်ခံအဲ့နီးကအဲ့လိုဒီဇိုင်းနေချိန်ဝဲခံတော့ချိန်ဝဲခံတော့ကျွန်တော်ငပိဝယ်ခိုင်းလိုက်တယ်အရာငပိတော့ဝယ်ငပိကုန်တယ်ကျွန်တော်တော့ဝယ်တော့ဝယ်ပြီးတော့အိမ်မပြန်တော့အဲ့ငပိတော့ယူကိုးတိုင်မှာချိန်တယ်ကျွန်တော်ကန်အဲ့ကိုးတိုင်နဲ့ဘလုံးကန်ရကိုးတိုင်ငပိတော့ကကျွန်တော်ကြောက်လက်ကြောက်တယ်ပတ်စံလည်းမရှိဝယ်ဘူးအဲ့လိုမျိုးကန်တာအိမ်လည်းမပြန်ရတော့ကျွန်တော်အဲ့မှာအေးအဲ့ဘလုံးကန်မှာကြာပြီးအိမ်ကလိုက်လာမလို့ပြန်မလာသေးအဲ့ဘလုံးကန်မှာဆက်ကန်နေဘောင်းပြန်မလာသေးရလဲငပိတော့ပြုတ်ကြွားအဲ့နဲ့အမေကအေးအမေလိုက်ရိုက်တော့ကျွန်တော်အဲ့ခေါ်ရိုက်တာအဲ့လိုမျိုးပဲ တွေးတော်တော်တယ်တော့ဆိုရိုက်တာနောက်ကနေအဲ့လိုလောက်ရမလားဆိုပြီးတော့အဲကျွန်တော်ဘာမှတရားတော့ဒေးစင်ဆိုပြီးကျွန်တော်အဲ့ကနေကန်ကန်တော်တမျိုးနဲ့ကန်ရင်းနဲ့ကျွန်တော်စက်သုံးနှစ်ရတော်တမျိုးနဲ့ကန်ရင်းနဲ့ကျွန်တော်ဟိုနေလေအာဂသိပ္ပံကြီးအာဂသိပ္ပံရွေးပြီးတော့အာဂသိပ္ပံမှာတက်တန်းလိုက်ပွဲလေးတွိုင်းတွိုင်းနဲ့မှာလေရွေးစင်ကို2023စီးကိန်းမှာစပါတာပဲကျွန်တော်လေရွေးစင်2023စီးကိန်းစီးကိန်းအရှင်စီးကိန်းမှာကျွန်တော်စပြီးလေရွေးစင်စပါတော့ဟုတ်ကဲ့အာအဲ့ အဲ့ဘွဲမှာတော့ကျွန်တော်ကမတိုင်းပြောအရန်ငယ်ပေါ့ငယ်ဆုံးငယ်ဆုံးလေးပေါ့နော်ကျွန်တော်ကျွန်တော်တိတ်မကစားရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အရန်နဲ့ပဲပါပေါ့နော်ဒါပေမဲ့ခံစားချက်ကကြတော့အဲ့လိုပနတီကန်တဲ့ချိန်မှာပေါ့နော်အဲစနမောကန်လဲအဲ့လိုမူဝင်တဲ့ခံစားချက်ကိုခံစားရပေါ့နော်အဲ့အဲ့ချိန်မှာကျွန်တော်ရှုံးသွားပေါ့နော်အဲ့ပနတီထိရောက်သွားပေါ့နော်ကျွန်တော်ဒါပေမဲ့ကျွန်တော်ခံစားလိုက်ရတဲ့အတွက်ကြောင့်ငါတို့လုံနိုင်ခဲ့ပါတယ်ပေါ့နော်ဒါငါတို့ရဲ့အကြီးကြီးလုံနိုင်ခဲ့တယ်ပေါ့နော်အဲနောက်တစ်ချိန်ကဒီလိုနေရာရောက်ခဲ့ရင်က ပိုကောင်းအောင်ငါတို့လုပ်မယ်ပေါ့အဲကျွန်တော်အဲ့လိုမျိုးတော့တွေးပြခဲ့ဟုတ်ကဲ့အမေကခုနကပဲကျွန်တော်ပြောမယ်ကျွန်တော်ကကျွန်တော်အမေအရင်တော့ဘောလုံးစိတ်ဝင်စား အခုတော်တော်ဘောလုံးစိတ်ဝင်စားကျွန်တော်တဲ့ဘောလုံးပွဲကိုကြည့်တယ်။ဆီယာဆဲပြီးတော့ဘယ်နိုင်ငံကိုရောက်သွားလဲဘယ်နေရာမှာကစားရလဲမက်ဆီကဘယ်မှာကစားရလဲအသေးကြည့်သွားရကျွန်တော်ကအရင်တော့အမေကဘောလုံးပွဲတစ်စက်လေးတော့မကြည့်တတ်ဘူးကျွန်တော်ပွဲတွေဆိုရင်သူလိုက်ကြည့်ပြီအခုနောက်ပိုင်းဆိုကျွန်တော်ကတစ်ခါလေးရရင်လိန်အောင်လိန်ရဒီနေ့ပွဲအဲ့မြန်မာပွဲတော့ဒီနေ့ပွဲဆိုရင်နောက်နေ့ကျရင်ကျွန်တော်ပြောအမေဒီနေ့ပွဲမဟုတ်မနေ့ဖြန်မှာမနေ့ဒီနေ့ကံမှာကျွန်တော်လာကြည့်တာလေအဝေးရဆိုကျွန်တော်စိတ်ပူပဲရရင်ကြောက်တန်းနေပြီးတော့ဆိုတော့အဝေးတယ်ဒီသူ့နောက်လာဖို့ဆိုကျွန်တော်အဲ့ဒါဆိုလိန်ပြီ အာအမေလာမှာဆိုလို့အမှန်တကယ်တော့သူ့ကိုပြင်မမ်းမှာဆိုလို့ပါသူကဆိုသူတယောက်တည်းလာရဆိုလေအမေကိုအာကျွန်တော်လိန်လိုက်ကျွန်တော်ဒီပွဲဆိုရင်နားဖြန်မှာပြောနားဖြန်ကန်မှာအဒီနေလဲပွဲပွဲသူ like ကနေတက်လာကျွန်တော်တုတ်ကောအာနေဘာဖြစ်လို့ငါမပြောရလဲမဟုတ်လို့မေလိုက်ပြင်မမ်းမှာဆိုလို့ဘာမှလည်းမဟုတ်ဘူးလို့အဲကြောင့်မလို့လို့အဲ့ဒါကျွန်တော်အမြဲတမ်းသူနဲ့ကျွန်တော်အဲ့လိုကျွန်တော်စတာအဲ့လိုမျိုးပွဲလွဲပြောတာအာသူနဲ့ကျွန်တော်ရံဖြစ်နေကြအဲ့ပုံမှာတော့အရင်ကျွန်တော်တို့ တိတ်ွာလုံးကျွန်တော်တို့အရင်ပတ်သက်မရှိပါဘူးကျွန်တော်တို့တိတ်ွာလုံးကကျွန်တော်ဟိုကျွန်တော်တို့မိသားစုအားကြတယ်ကျွန်တော်တို့မိသားစုကလည်းနည်းနည်းစီးလုံးတယ်အဲကျွန်တော်အဲကြားတဲ့ပတ်သက်နေဆိုကျွန်တော်အိမ်ကိုပို့တယ်တခုခုပေးလိုက်ဆိုရင်လည်းအိမ်ကအဲ့ဒါမပြောက်ပြောက်တခုခုလေးကျွန်တော်တို့ပြန်လှုပ်ပေးတယ်ဒါကျွန်တော်တို့မိသားစုရဲ့အလုပ်တော့အဲ့ဒီအချိန်မှာကျွန်တော်တို့အကိုအကိုတစ်ယောက်ကလည်းဒီပေါ်မှာလိုက်ပြီးစီမံခန့်ခွဲပေးတယ်အဲ့တော့ကျွန်တော်တို့မိသားစုကနည်းနည်းပို့ပြီးတော့စီးလုံးတယ်တခြားယောက်မိသားစုတွေကဆိုရင်စုံမလို့ချင်းကျွန်တော်တို့မိသားစုကို ဲဆန်းနုံနာထားပြီးဆုံးမရပါတော့ကျွန်တော်တို့ကျွန်တော်မှအဖေမရှိဘူးဒါပေမဲ့အမေတယောက်တည်းအုပ်ချုပ်နေတာဘလောက်ကောင်းလဲကြည်အဲသူများတွေတို့အဲ့လိုဆုံးမကြရပါတော့နော်ဟောအဲ့ဒါကျွန်တော်တို့တော့အဲကြည်ညိုကြတယ်ပေါ့တခါလေးကျွန်တော်လွတ်လပ်ရေးပွဲတော့အမြဲတမ်းကန်အဲ့ကွင်းမှာကျွန်တော်အဲ့ဒါဆိုလုတ်ပြီးကျွန်တော်လွတ်လပ်ပွဲဆိုကျွန်တော်ချပြီးအဲ့ဒါဆိုကျွန်တော်အကိုရီးယားဆာသွားကန်တာအဲ့လိုအမြဲတမ်းလုတ်ပြီးအဲ့လိုအဲ့ဒါကျွန်တော်တို့ကလူကြီးဆိုတော့သူကိုယ်တိုင်ပဲသူကိုယ်တိုင်ပဲလုတ်ပြီးရလေဟုတ်ကျွန်တော်ဂိမ်းဘက်ကိုမဲ့တင်တယ်ဘာလို့ဆိုတော့ကျွန်တော်ဘောလုံးကနားလို့ရှင်ကျွန်တော်ဂိမ်းဆော့တယ်ကျွန်တော်အဲ့တေအောင်ပတ်ပီယူပီကြီးကိုတေအောင်ဆော့တာအဲ့လိုဂိမ်း နေပါလေစော့ပြစ်မယ်ထင်တယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်မပြောတဲ့အရာကြောင့်ကျွန်တော်လည်းငွေတော့စိတ်ဝင်စားတော့ဘောလုံးတစ်ခုပဲရှိရအရန်စူးစူးနေနေစိတ်ဝင်လာတာဘောလုံးတစ်ခုရယ်ပိုက်ကြော်ချင်းခတ်တာရယ်အဲ့နှစ်ခုတော့တော်လုံးဝဟိုလမ်းမီးနားမှာအခုရွယ်ထိဘလူးခတ်ပိုက်ကြော်ချင်းခတ်ခတ်ကျွန်တော်ရက်ကြည့်တယ်အဲ့ဘလူးပဲခတ်ခတ်ဘောလုံးကန်လို့လမ်းမီးနားမှာအဲ့လိုမြောင်းလေးရကန်နေလဲကျွန်တော်ကြည့်တယ်မရဘောလုံးအဲ့လိုအသွေးသားတွေကကျွန်တော်ချစ်တယ်ဘောနော်ဘသူကန်ကန်ကျွန်တော်ကြည့်တယ်အဲ့လိုဘာမှမရှိဘူးအမေကိုပဲနောက်လိုက်တော့မယ်ကျွန်တော်လုံနိုင်သွားရတော့ကြည့်ရတော့